ဘူဂျိုအောင်ဆန်းရဲ့ဒေါအောင်ဆန်းစုကြည်တားပါနေရကိုရရှိခဲ့တာကမြန်မာလူ့ဖွဲ့စည်းတွေအရတော်တွေလို့ပြောရပါလိမ့်မယ်။သူတို့ရဲ့ကုညုံတရားဉာဏ်ပညာသူရဲ့တတိနဲ့ဆွလို့ပေးဆက်မှုပါကျွန်တော်တို့အားလုံးအတွက်ရှေ့ဆောင်လမ်းပြဖြစ်ခဲ့ပါလိမ့်မယ်။ဒီနေ့2025ဂျွန်လ19ရက်ဆိုရင်မိတော်ဆန်းစုကြည်အသက်80တင်းနဲ့ပြည့်ပါပြီ။သူရဲ့ အသက်80လီဝန်းကျင်ပေါ်ကိုအချမ်းပဲစစ်ကောင်စီရဲ့အကျဉ်းစခန်းတစ်ခုထဲမှာဖြတ်တန်းရဖို့ရှိနေပါတယ်။ဒီအချိန်မှာမြမပြည်သူတွေဟာသူတို့ချစ်တဲ့အမေစုကိုအထူးတလင်လွှတ်ဆော်နေကြတယ်။ကြီးကြီးငယ်ငယ်ယုံမယွေးမြမပြည်သူတွေကဒေါ်ဆတ်စုကြီးကိုအမေစုလို့ခေါ်ကြပါတယ်။အမေစုဆိုတဲ့ခေါ်ဝေါ်မှာသူတို့ရဲ့ ချစ်ခင်မြန်လူမြန်မာလူဖွဲ့စည်းရဲ့မိခင်အဖြစ်တံခိုးထားမှုကျွန်တော်တို့မြင်တွေ့ရဖြစ်ပါတယ်မေတ္တာဆိုတာတွားပြန်ရှိရဲဆိုတဲ့စကားလိုပဲဒေါ်ဆန်းစုကြည်ရဲ့ပြည်သူပေါ်ထားတဲ့မေတ္တာကိုပြည်သူကတုံ့ပြန်ရောင်ပြန်ဟပ်ခဲ့တာပဲဖြစ်ပါတယ်မနာလိုဝင်းဒိုးစိတ်အမတန်ကြီးပြီးပြည်သူကိုရန်သူလိုမှတ်ယူနေရှိတဲ့စစ်အုပ်စုကတော့ ပြည်သူကဒေါ်ဆန်းစုကြည်ကိုချစ်လေသူတို့ကဒေါ်ဆန်းစုကြည်ကိုမုန်းပြီးလေဖြစ်ပါလေ။ဘာကြောင့်ခုထိဒေါ်ဆန်းစုကြည်ကိုပြန်ကြော်ပေးသေးတာလဲ။သိရပါလေ။ဒေါ်ဆန်းစုကြည်ဟာအချင်းထောင်ပြင်ပကပြည်သူတွေရဲ့ရေးတော်ပုံကြီးနဲ့တသားတဲ့ရည်တည်နေတဲ့အတွက်ပဲဖြစ်ပါလေ။ရှိုးရှိုးရဲ့လူမဆန်မှုကိုကောင်းကောင်းသိထားတဲ့ဒေါ်ဆန်းစုကြည်ကတော့အကြမ်းဖက်စစ်ကောင်စီစီက ဘလူတလားငယ်ညာမှုမျိုးကမှမျော်လင့်လိမ့်မယ်မဟုတ်ပါဘူးသူမျော်လင့်မှာတော့ပြည်သူတော်လာရေးရဲ့အောင်ဘွဲပဲဖြစ်ပါလေအောင်ဘွဲရဲ့ဒေသကိုပဲသူနားဆွေနေမှာဖြစ်ပါလေအသက်80ပြီးမင်္ဂလာမွေးနေ့မှာမေတော်ဆတ်စုကြီးအသက်ရှိပါစေဖုန်းကြည့်ပါစေသူချစ်တဲ့ပြည်သူတွေနဲ့ကြမ်းကြမ်းမှာမှာအများဆုံး ပြန်လည်ဆုံပြီးတိုင်ပါစေဤစုမပေါင်းတောင်းလိုက်ပါတယ်။ယမပြည်သူများအားလုံးလည်းကိုယ်စိတ်ကျန်းမာပါစေ။